โอเคမျိုးရံတော့ပဲမင်္ဂလာပါကျွန်တော်တို့မျိုးတွေပေါ့နော်မနေ့တော့ကျွန်တော်ဗီဒီယိုလေးတခုတင်လိုက်ပါတယ်တင်လိုက်တဲ့အထက်မှာဆိုရင်ပကတ်ဆောင်ကိုကိစ္စနဲ့ကားတိုက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့နှစ်ခုပေါ့နော်အဓိကထားပြီးတော့အဲကွန်မန့်မှာရေးထားတယ်နောက်တစ်ခုကကျတော့လောက်အားကမရတာနေလဲရေးထားတာရှိပါတယ်အဲ့တော့အချက်၃ချက်ခွဲပြီးတော့ကျွန်တော်ရှင်းပြပေးသွားပါမယ်ဒီဗီဒီယိုကကျတော့ကျွန်တော်ပကတ်ဆောင်ကိုနဲ့ပတ်သက်ပြီးတော့အဲမေးထားတဲ့မေးခွန်းလေးပေါ့နော်အဲ့ဒီမေးခွန်းလေးကိုဖြေကြားပေးမှာဖြစ်ပါတယ်အေးပြန်လို့ရှိရင်ထုတ်လို့ရတယ်တဲ့ထုတ်လို့ရလားတဲ့ဟိုချစ်ညီလေးကရောနာဆိုဝင်ပြီးတော့မေးထားပါတယ် ပြီးတော့ကျမကြီးအကြောင်းသက်နေဆုံးသွားတယ်ထုတ်လို့ရလားဆိုတော့မေးခွန်းပေါ့နော်ကိုမင်းဖုံးသူရတယ်လို့မေးတာပါတယ်စာအုပ်တက်တန်းကုန်နေတဲ့ကလေးမွေးစိတ်ထုတ်လို့ရလားဆိုပြီးတော့အနေကြီးဆိုတဲ့အောက်ကမေးတာပါတယ်ပြီးတော့အဲကျွန်တော်ဒီကျအဲကျွန်တော်တို့စိတ်ယုံမှာနဲ့မျက်စိတစ်ဖက်ကန်သွားတာတော့မှဗာနေနာကြီးမှမရဘူးတဲ့ပကန်ဆန်ခွန်လည်းရှိပါတယ်ဆိုပြီးတော့ကျူတိုင်းလို့ခေါ်တဲ့ဟိုကျွန်တော်ဒီအောက်ပိုင်းရှင်းပြီးတော့မေးတာပါတယ်နံပါတ်5ကကျတော့ထိကတ်တန်ရရလို့စိတ်ယုံကဆင်းပါပြီတဲ့အလုံယုံကနေပြီးတော့အလုံးစိတ်ခိုင်းနေပါပြီတဲ့နိနာကြီးမရဘူးလားတဲ့စူပါမြန်မာကနေပြီးတော့ အဲကျွန်တော်တို့မေးထားတာဖြစ်ပါတယ်เนาะအဲ့တော့ဒီမေးခွန်းတွေအားလုံးကိုကျွန်တော်တင်းချုံသွားတဲ့ခါလေးကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အိမ်ပြန်တဲ့ခါကျတော့ကျွန်တော်တို့ထုတ်လို့ရလားဆိုရင်တော့အိမ်ပြန်တဲ့ခါကျရင်အလုတ်လဲမဲ့ဝန်းငံလို့ခေါ်တဲ့အဲကျွန်တော်ပက္ကစားဘဝနေလို့ထုတ်ယူနိုင်ပါတယ်เนาะအဲကျွန်တော်အသက်55နှစ်ပြည့်မှသာရင်နေဆက်မှာလည်းထုတ်ယူလို့ရနိုင်ပါတယ် passport အဟောင်းတွေဘောပါမယ့်အဟောင်းတွေတင်တာပါခင်ဗျာမိမိတို့တွင်းထားတဲ့အချိန်ကာလကိုလည်းအဲအတိုင်းပေါ့နော်ကိုတွင်းထားတဲ့အတိုင်းပြန်ထုတ်လို့ရမှာဖြစ်ပါတယ်နော်ကျွန်တော်ညီလေးဝန်နာဆိုကျွန်တော်ဖြေလိုက်ပါတယ်ခင်ဗျ ကျမရေးကြောင့်တက်စီဆုံးသွားတယ်ဆိုရင်ထုတ်လို့ရလားတဲ့ဟုတ်ကဲ့ကိုမင်းဖုံးတူရမေးတာပါတယ်ခင်ဗျကျမရေးရတက်စီဆုံးသွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဟန်နာရေးအတွက်ပေါ့နော်နာရေးအတွက်ကို9000ကျွန်တော်ပကတ်စကုံမှာသွားရောက်ပြီးတော့ဟန်ထုတ်ယူလို့ရပါတယ်ခင်ဗျပြီးတော့သူ့ရဲ့တွင်းထားတဲ့ငွေကိုလည်းပြန်ပြီးတော့အဲပမာဏတစ်ခုရပြထုတ်လို့ရပါတယ်ခင်ဗျ နံပါတ်3ကလာစာအုပ်သက်တမ်းကုန်နေတယ်အဲ့ဒါကလေးမွေးစိတ်ထုတ်လို့ရလားတဲ့နေကြီးဆိုတဲ့အကောက်ပိုင်းရှင်းရမေးတာပါတယ်ခင်ဗျာဟုတ်ကဲ့အသက်တမ်းကုန်နေတဲ့စာအုပ်နေတော့တို့ကတော့ထုတ်မပေးသေးပါဘူးခင်ဗျာနော်နောက်အဲ့တော့သက်တမ်းတွေပါတယ်တူပြီးွားတဲ့ခါကျရင်တော့ကလေးမွေးစိတ်တို့ကလေးထုတ်ပန့်ကြီးတို့ဘာတို့ညာတို့ကတော့ဆက်လက်ပြီးတော့လုတ်သွားလို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့နံပါတ်4ကကြတော့ကျွန်တော်တို့ အဆက်ယုံပါနဲ့မျက်စိတစ်ဖက်ကန်သွားတာတော့ဘာကန်စားဝေးမှမရဘူးတဲ့ဘာကန်ကရှိပါတယ်တဲ့ဆိုတော့အဲ့တော့မျက်စိတော့ကန်သွားတာပဲဖြစ်ဘလို့ဒါရရသွားတာပဲဖြစ်ပေါ့နော်ဆေးရုံနေပြီးတော့ရက်ချိန်ရှိနေသေးတယ်ဆိုရင်အမှုကလုံးလို့မရသေးပါဘူးအဲတကယ်လို့ဆေးရုံကနေပြီးတော့မလာနဲ့တော့ဆေးကုသလို့ပြီးဆုံးသွားပြီးကုသမှုပြီးဆုံးသွားပြီးဆိုရင်တော့အဲ့ဒီနေ့ကနေစပြီးတော့အမှုကတော့နေ့နာကြီးနဲ့ပတ်သက်ပြီးတော့စတင်ပြီးတော့လုပ်လို့ရပါတယ်ခင်ဗျာအဲနောက်ဆုံးတစ်ခုကကြတော့နံပါတ်5ထိကက်တန်ရာရလို့ဆေးရုံကဆင်းပါပြီအလုပ်ရုံကနေပြီးတော့အလုပ်ဆင်းခိုင်းနေပြီပေါ့နော် ဟာစူပါမြန်မာအနေနဲ့မေးတာပါတယ်အဲ့တော့အဓိကကတော့မိမိတို့နင်းအဒိုင်ယာရသွားတဲ့အထက်မှာမိမိတို့ခန္ဓာကိုယ်တို့ခုခုဆုံးရှုံးသွားသလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကတအားကြီးဆုံးရှုံးသွားတာမဟုတ်ဘူးကုသပြီးတော့လဲပုံမှန်တိုင်လှုပ်လှုပ်လို့ရတယ်ပုံမှန်တိုင်လှမ်းရှောင်းလို့ရတယ်အားလုံးပကတိနီးပါးလောက်ထိရှိတယ်ဆိုလို့ရှိရင်တော့ရိုကြီးငွေရတော့ကျွန်တော်တို့အဲတောင်းမယ်ဆိုရင်လည်းရတာပေါ့နော်မတောင်းဘူးဆိုရင်လည်းရပါတယ်။ဘာကြောင့်လဲဆိုရင်ရမယ်ဆိုရင်အနည်းချင်းပဲရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကဆုံးရှုံးမှုကဘာမှအဲတည်တည်မမာပေါ့နော်အများကြီးဆိုင် ါမဆုံးရှုံးတဲ့အတွက်ကြောင့်ဒါကအနေနဲ့ကြီးရရင်လည်းနည်းနည်းပါးပါးပဲရပါမယ်နော်အဲ့ဒီအပိုင်းကိုကျွန်တော်ပြောလို့ပါတယ်တကယ်လို့လက်တစ်စင်လက်နှစ်စက်30ပါညာပြီးွားတယ်တကယ်ကိုဆုံးရှုံးလိုက်ရတယ်ဖျက်ရတယ်လောက်ရတယ်ဆိုတာမျိုးတွေဆိုရင်တော့ဒါခံစားဖို့ရှိပါတယ်ခုနပြောတဲ့မျက်လုံးအဲတစ်ဖက်ကန်သွားတာတို့ဘာလို့ညာတို့ကလည်းဒါလည်းခံစားဖို့ရှိပါတယ်ခင်ဗျစိတ်ရောနေပြီးတော့လည်းပဲအဲသူကကုသမှုပြီးဆုံးသွားပြီဆိုတာနဲ့အဲသွားရောက်ပြီးတော့ကျွန်တော်ပကတ်စကောသွားရောက်ပြီးတော့ထုတ်ယူလို့ရပါတယ်ကျွန်တော်နားမလဲတာရှိရင်တော့အသေးစိတ်မေးမြန်းခြင်းလည်းဆိုလို့ရှိရင်တော့ ပကစကွန်ရုံးကိုတွားပြီးတော့လဲတွားရောက်ပြီးတော့မေးများနိုင်ပါခင်ဗျာအဲ့တော့ဒီနေ့ကတော့ကျွန်တော်ပကစကွန်နဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့လာရောက်ပြီးတော့အားလုံးကိုသိမ်းချုပ်ပြီးတော့ရှင်းပြပေးရခြင်းပဲဖြစ်ပါတယ်အားလုံးမှတ်ထားကြပါပကစကွန်ရှိတဲ့လူကကြတော့ပကစကွန်ကနေပြီးတော့နေ့နာကြီးထုတ်လို့ရနိုင်တယ်လို့နော်ယူကြီးအစားထိုးယူကြီးတွေထုတ်လို့ရနိုင်တယ်လို့ပကစကွန်မရှိတဲ့လူတွေကကြတော့အလုပ်ရှင်ကနေပြီးတော့တောင်းဝန်ယူရမှာဖြစ်ပါတယ်တရားဝင်အလုပ်သမားဖြစ်စီတရားမဝင်အလုပ်သမားဖြစ်စီထိုင်းနိုင်ငံမှာအလုပ်သမားဥပဒေကိုတော့အားလုံးအပြည့်အဝခံစားကြရမှာဖြစ်ပါတ ညအားလုံးကောက်ကောင်းကြပါသည်ခေတ်ဆူစနစ်ဆိုးနေပြီးတော့ကြော်ပြန့်နေကြပါသည်အလုတ်ထဲမှာလည်းအန်ရည်ကင်းဝေးပြီးတော့မိသားစုနဲ့စိတ်အေးချမ်းသာစွာနဲ့နေထိုင်လောက်ကန်စားသောက်နေကြပါသည်လို့စုမကောင်းလေးတောင်းရင်ဗီဒီယိုလေးကိုလူရင်းတူရင်းလေးပဲပြန်ဆက်ပေးလိုက်ပါတယ်အားလုံးပဲကောက်ကောင်းကြပါသည်ဗီဒီယိုဖိုင်ဒီအများအတွက်အကျိုးရှိတယ်ဆိုရင်ပြန်လည်ညှဝေပေးခြင်းအဖြစ်လည်းကျွန်တော်တို့အချင်းချင်းပူညီပေးနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ Yeah.